အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာကတော့အခန်းက၄ကျင့်ငယ်၅ရသမ30ကနံပါတ်5နဲ့6နဲ့ဖြစ်ပါတယ်နော်နံပါတ်5မှာဆိုရင်ကျတို့ကအောက်ပါဇာရှိကွက်လက်များကိုဖြည့်ပါတယ်နော်သူက h တမို့ y တမို့ဖြည့်ထားတယ်နော်အဲ့ဒီမှာသူကအဲဗါလေ equation နဲ့ပြီးရတယ်ပေါ့နော် x2 2y ပေါ့အဲ့ဒီအကြိမ်ကြီးနဲ့နဲ့ပြီးထားတယ်အဲ့ဒီမှာကျတို့ကစ h တမို့ y တမို့စသင်းပြီးတော့ရုပ်တွေ့မယ်ပေါ့နော်ဒါဆိုရင်ကျတို့ကဘယ်ထဲမှာထည့်ရမှာလဲဆိုရင်ကျတို့က အဲ h square နဲ့ h square minus 2အနေမှာကျတို့ပမာဏတထဲမှာဖြစ်တဲ့ h demo minus 3 1 demo 1ကိုရေလို့ထည့်ပါမယ်။အဲ h demo minus 3 1 demo 1ထည့်တယ်နော်။အဲဒီ minus 3နဲ့ထပ်ဆိုတော့ကျတို့ကဘလောက်ဖြစ်မလဲဆိုရင်9ဖြစ်မယ်။နော်။ပြီးတော့ minus ပြင်ရင်မယ်2 2တရီက2ပါပါနော်။ဒါဆိုလို့ရှိရင်ကိုရီးယားနဲ့တော့9ရတယ်။ဒါဆိုလို့ရှိရင်ပမာဏကွက်မှာကျတို့9ထည့်ပါမယ်။ကဲဒုတိယကွက်ကကျတော့ကျတို့က h demo က minus 2 1 demo က3ပါ။အဲဒီ8နေရာမှာ minus 2ကိုထည့်ပြီး1နေရာမှာ3ကိုထည့်လိုက်မယ်။ ဟုတ်ပြီနော်ဒါပေမဲ့နည်းဒူနှစ်ထက်ကကြတော့4ပြပြီးတော့နည်းနဲ့သုံးနဲ့မြောက်တော့600ရတယ်။အဲဒီဒီရက600လို့ရှိရင်ကျတော့အဲ600နှစ်ရတယ်ဘောနှစ်ကမှအနှုတ်ပေးရများတဲ့အနှုတ်နှစ်ပါ။အဲဒီဒူရက်ကွက်မှာအနှုတ်နှစ်ပါနော်။တတိယကွက်မှာကျတော့ -1 8ကျမူက -1 1တမူက5ကိုစားသင့်မယ်။ -1 နှစ်ထက်ကကျတော့1မရတယ်နော်5ကိုစားသင့်တယ်မှာ2 9 30ဒါဆိုရင်နော်1 -10 ဆိုရင်ဘယ်လိုရလဲဆိုရင် -9 ရပါတယ်နော်။အဲဒီတတိယကွက်က -9 မှာ လိုရကွက်မှာအိတ်တံမိုးစီတို့ဝိုင်တံမိုးမိုင်းနက်ဖိုးပါဒါဆိုအိတ်တံမိုးနေရာမှာ0ကိုစားသင့်မယ်ဝိုင်တံမိုးနေရာကိုမိုင်းနက်ဖိုးစားသင့်မယ်ပေါ့နော်ဒါဆိုရင်0နှစ်ထပ်ကလည်း0ပဲမိုင်းနက်2နဲ့မိုင်းနက်ဖိုးနေရာတက်ခါမှာ0 plus 8ရပါတယ်ဒါဆိုရင်0နဲ့ plus 8နဲ့ပေါင်းလို့ရှိရင်တော့ plus 8ပဲပေါ့နော်ဒါဆိုရင်ဒီကွက်မြတ်က8ပါဟုတ်ပြီ9ကွက်မြတ်ကကျတော့ h တံမိုးက1ဝိုင်တံမိုးက -6 ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် h နေရာမှာ1ကိုစားသင့်မယ်ဝိုင်နေရာမှာ -6 ကိုစားသင့်မယ်ဒါဆိုရင်တင်းထပ်ကကျတော့1ပဲဖြစ်ပါတယ် minus 2နဲ့ minus 3နဲ့ကျတော့ minus 3ပါအဲဒါဆိုတင်းနဲ့ minus 3နဲ့အဲ plus 3ပေါ့နော် plus 3နဲ့အနုနနုနဲ့ဆိုတာအပေါင်းဖြစ်သွားပါတယ်နော်အပေါင်းစနစ်ပါဒါဆိုအပေါင်းစနစ်နဲ့အပေါင်းတင်းနဲ့ဆိုတာကျတော့အပေါင်း73ရပါတယ်ဒါဆိုနော်၅ခွက်မြောက်ကကျတော့အဖြစ်73ရပါတယ်နော်ဒါဆိုကျတော့နှစ်နဲ့စနစ်နဲ့အဲ8.3နှစ် y.3 ကအနုနှစ်ပေါ့နော်အဲ့ဒါကိုစသင်းမယ် သဒ္ဒနာမကမှာကျတော့နှစ်နှစ်တက်က၄00ပြီးတော့ minus 2နဲ့ minus 2နဲ့မြတ်ကဲမှာ plus 4ရရပါတော့ဒါဆိုရင် plus 4နဲ့ plus 4နဲ့ဆိုတော့ကျတော့ plus 8ပါကဲဒါတော့နောက်ဆုံးကွက်ပေါ့နော်နောက်ဆုံးကွက်မှာကျတော့ h tan mod 3 y tan mod 1ဒါဆိုလို့ရှိရင်ကျတော့ h tan mod နေရာမှာ3ကိုစားသင့်မယ် y tan mod နေရာမှာ1ကိုစားသင့်မယ်ဒါဆိုရင်၃နှစ်တက်ကကျတော့6ရပြီးတော့နော် -2 နဲ့ -1 နဲ့ညောက်တဲ့ခါမှာ -2 ရရပေါ့နော်အဲဒါဆိုရင်6နဲ့12နဲ့ပေါင်းတဲ့ခါမှာကျတော့ပေါင်း17ရရပေါ့ ခင်ရာဒါနံပါတ်5ပါဒီမှာဒါဆိုနံပါတ်6ကိုသွားကြပါမယ်နော်နံပါတ်6မှာလည်းသူကဇရာပဲအောက်ပါဇရာတွေနဲ့ပီကျူနဲ့အာရီဓမ္မမြောက်ကိုစာသင်ရှိရင်အဲ့ကဲအဲ့ကဲကိနေအများကြီးဓမ္မသီးသီးကိုရှာပြီးဇရာတွေဖြစ်ဆက်ပါတယ်နောက်ခုနကရှိတော့နံပါတ်5နဲ့အတူတူပါပဲပေါ့နော်သူကတော့သူကနော်တကွက်ချင်းမှာနော်ပီတက်မိုးကျူတက်မိုးအာတက်မိုးပေးထားတယ်ပြရလို့ရှိရင်နံပါတ်ကကြီးမှာအဲ့ကဲကိနေတခုပေးထားတယ်ကကြီးကနေညာဒီအဲ့ကဲကိနေနေမတူဘူးပေါ့နော် အဲ့တော့အခုဒီချက်ကပရမာသုံးနေနဲ့အရှင်းဆုံးတန်းကပီတမူ1ကျူတမူ -1 နဲ့1အာတမူ0ဆိုတဲ့အတန်းပေါ့နော်အဲ့ဒီတန်းမှာတန်းလုံးရုပ်ဖြည့်မယ်ဖြည့်တဲ့အခါမှာ equation က10ခုရှိအခက်ရခိုင်နေ10ခုရှိတယ်အဲ့ဒီပီတမူ1ကျူတမူ -1 အာတမူ0ကိုရုပ်အခက်ရခိုင်နေ10ခုမှာရှိလို့စသင်းမှာပေါ့နော်ဒါဆိုကျွန်တော်နံပါတ်ကကြီးမှအရင်ဆုံးစသင်းလိုက်မယ်နော်ပီတမူ1ကျူတမူ -1 အာတမူ0ကိုနံပါတ်ကကြီးဖြစ်တဲ့အခက်ရခိုင်မှာ p + 2 -r အဲ့ဒီမှာစသင်းလိုက်မယ်ပီနီယာမှာ1 2နီယာမှာ -1 အာနီယာမှာ0ကိုစသင်းလိုက်ပါမယ် ဲ့ဒါဆိုရင်1နဲ့ -1 နဲ့ကျော်0က -1 1နဲ့1နဲ့1ကျော်တော့ကျိုးကဟိုတတိယတင်းတော့တုံရပါဘောเนาะ0ပါ0ရက်0နဲ့ကိုလည်းကျိုးက0ပါဒါကြောင့်ဘုပရမလုံးကွက်ကတော့အပြည့်เนาะ0ပါเนาะအဲ့ဒီတော့မှာကျိုးဒီချင်းမှာတစ်ထည့်မပြရပါဘူးเนาะဒီမှာပဲတွေ့ပြပြပါမယ်အမခဝေးရဲ့ကျတို့အခရာကိန်းနဲ့ပီမိုင်းနဲ့ဂျူပလက်အဲ့ဒီမှာလည်းကျတို့နော်ပီတမိုးဝါဂျူတမိုးပထမဆုံးကွက်ပြထတဲ့သူပထမဆုံးကွက်ရဲ့တမိုးပေါ့နော်သူပြထတဲ့တမိုးပဲထင်ပါနော်ပီတမိုးဝါဂျူတမိုးမိုင်းနဲ့ဝါအာတမိုး0ကိုပထမဆုံးကွက်ကိုပဲကျတို့က เนาะตรวจตรวจไปแล้วถึงมาป่ะだからอสาทุนได้มั้ยเนาะ1เนี่ยแล้วก็ -1 ဆိုတော့ကျတော့ကျတော့ +1 ဖြစ်သွားတယ်1နဲ့1နဲ့ပေါင်းတော့2ပေါ့เนาะ2နဲ့ +0 ဆိုတော့ကျတော့2ပဲရပါတယ်အဖြေကပြရကျုပ်နံပါတ်ကားငယ်သွားပါမယ်နံပါတ်ကားငယ်ကလည်း 6p- နဲ့ 2q+3 ရပါတော့เนาะဒါဆိုရှင်ကျတော့အဲ p=1 2=1 -1 အတမို့0ရေခုနတိုင်းပဲအစားသေးမယ် ဒီကမှာ6နဲ့1နဲ့မြောက်တော့7ရတယ် -2 နဲ့1ဆိုတော့ +2 ရတယ်3 3 3ညကြီးက3ညပေါ့နော်အရင်6နဲ့နဲ့ပေါင်းတော့7ရပါတယ်နော်အဲ့ဒါနံပါတ်ကငယ်လေးရရှိပါပရမသုံးကွက်ရဲ့နံပါတ်ကငယ်လေးရရှိပါနော်နောက်ကနံပါတ်ကကြီးက 2p + 3q - 5 r ပါဒါဆိုအဲ့မှာလည်းဒီလို p တမိုးဝက် q တမိုး -1 အားတမိုး0ကိုစားပြမှာမယ်ဒီနောက်ကမှာ2တက်လီ2 3နဲ့1နဲ့ဆိုတော့ -3 -5 နဲ့0နဲ့ဆိုတော့ -0 ပေါ့နော် ဒါဆိုရင်2နဲ့ -3 နဲ့ကြားရချင်လို့လက္ခဏာမတူတော့နှုတ်ပေးရပါတယ်နှုတ်ရက်ကမှ3နဲ့အနည်းတော့တိရတယ်အနှုတ်ကများတဲ့အတွက်အနှုတ်တိရပါတယ်အဖြေကဒါဆိုရင်အဲပရမသုံးကွက်ရဲ့နမက်ကကြီးကနမိုင်းမိုင်းနဲ့ဝန်းပေါ့နော်ပြတ်သူနမက်ကမှာပါနမက်ကကကျတော့ p square plus 2 square ဒါဆိုရင်ကျတို့ peter mu juter mu ကိုစားသွင်းလိုက်တယ်ဒါတိနေတက်ကတိပဲမိုင်းနဲ့ဝန်းတက်ကလည်းတိပဲပေါ့နော်အဲ့တိနေတိနေပေါင်းတော့နှိရပါတယ်ဒါဆိုရင်အဲပရမသုံးကွက်ရဲ့နော်ဒီ9အကွက်လေးမှာဒါကျတို့ကနှိနော်အဖြေကနှိရပါတယ်အဲ့ဒါထည့်လိုက်ရပါတယ်ပေါ့နော်ဒီ9ပြီးတော့ကျတို့စလုံး စာလုံးမှာဆိုရင်ကျတို့က 3p square plus q square minus r square ပေါ့နော်။ဒါဆိုရင်ကျတို့အဲ့ဒီမှာဒီဦးနာ p တန်မို1 q တန်မို -1 r တန်မို0ကိုစသင်းလိုက်ပါမယ်။ဒါဆိုရင်နော်ရှေ့ဆုံးက 3p square မှာ1နဲ့ထပ်ရေးတယ်1နဲ့ထပ်က1သုံးတဲ့မြောက်တော့3ပေါ့နော်။ -1 သုံးတဲ့ကကျတော့ -1 ပဲရတယ်။မင်းက0နဲ့တက်ကတော့0ပေါ့နော်။ဒါဆိုရင်3သုံးတဲ့ရည်ရုပ်တိကုန်တို့တက်ကမှာ2ရပါတယ်။ဒါဆိုရင်ပရမအကွက်ရဲ့နံပါတ်စာလုံးကြီးက2ပေါ့နော်။နံပါတ်စာလုံးက 3p2+q2 တယ်နော်။ 3p 2 plus juice ကြတာဒီနားလိုက်မယ်ပီတမ်မူ1ကျူတမ်မူ -1 ကိုစားသိလိုက်မယ်စားသိတဲ့ကမှာ1 3တက်ကတော့ဝမ်းမယ်နော်1နဲ့3နဲ့တော့3ရတယ် -1 နဲ့1တက်ကကြတော့ဝမ်းပါနော်ဒါဆိုရင်3နဲ့3နဲ့ပေါင်းတော့4ဒါဆိုရင်ပရမသုံးကွက်ရဲ့နံပါတ်စလေးက4ပါခင်ဗျစားလိုက်ပြီးတော့ကျတော့စားွက်စားခဲမှာ p ကျူ minus နဲ့ကျူကျူပါအဲ့ဒီမှာပီတမ်မူ1ကျူတမ်မူ -1 ကိုစားသိမယ်1 3တက်ကတော့1ပဲရတယ် -1 3တက်ကရတယ် -1 ရတယ်အဲ့လို အဲ့ဒီ grain မှာရှိတဲ့ -1 တက်က -1 ရဲ့ grain ရှိရ -1 နဲ့ပြောတော့ +1 ဖြစ်သွားပါတယ်ဒါဆိုရင်1 +1 ပေါ့နော်ဒါဆိုရင်အဖြေက200ရယ်ပေါ့နော်တို့ဆိုတော့ -1 ဒီ grain လေးက -1 တုံးကာက0က -1 အဲ့ဒီ -1 တွေရဲ့ရှေ့မှာ grain ထဲမှာရှိတဲ့ -1 grain ရဲ့ရှေ့မှာရှိတဲ့ -1 နဲ့ဆိုတော့0က -1 နဲ့ -1 နဲ့ပြောတော့အပေါင်းဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ပထမဆုံးကွဲရဲ့နံပါတ်စကွဲကအဖြေနှစ်ပါဇာကွဲပြီးတော့ဇာမြင်စရယ်ပေါ့နော် p plus 2 the whole square ဒါဆိုရင် p နေရာမှာ1 2နေရာမှာ -1 ကိုစသင့်မယ်ပြီးကြနှစ်ထပ်တင်မယ်ပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်တတိယတင်းတော့တုံညပါတုံညအောင်နှစ်ထပ်တင်တော့ကျွန်တော်ကတုံညပေးရတယ်ဒါဆိုရင်ပရမသုံးခွဲရဲ့နမဇမြင်ဆွဲလေးကတုံညရပါတယ်အဲ့ဒါနမညပါနမညက p minus 2 the whole square ဒါပြီးညမှာ1ပြီးတော့အနုပ်ပြည့်ရေးမယ်ဂျူနီယာမှာ minus 1ပြည့်ရေးမယ်ဒါဆိုရင် minus နဲ့ minus minus ဘင်းရရှိမှာ minus နဲ့ဘင်းရနောက်က minus 1နဲ့မြောက်တဲ့အခါမှာကျွန်တော် plus 1ရတယ်ပေါ့နော်ဒါဆိုရင်1 plus 1 square ပေါ့နော်1 plus 1 square ဆိုတော့အဲ2 square 2 square ဆိုတာကျတော့အဖြေ၄ရပါတယ်ဒါဆိုရင်ပထမဆုံးကွက်ရဲ့နံပါတ်ညကအဖြေ၄ရပါတယ်ပေါ့နော်ဒီနေ့ကတော့တစ်ချက်ကအဲ့ဒီဇာမဇာကွက်ရဲ့ပေါ့နော်ပထမဆုံးနော် p equal to 1 g equal to -1 i equal to 0ဆိုတဲ့အဲ့ဒီကွက်ကလေးရအဖြေလေးကိုပြပါမယ်နော်နောက်တစ်ချိန်ကြာလို့ရှိရင်တော့ရှင်နောက်ကကျန်တဲ့၃ကွက်ပေါ့နော်အဲအဲ့ဒါလေးကိုရှင်ပြန်ပြီးတော့ဇာတို့တင်ပြပါမယ်နော်အစုံကြီးကြီးလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်